Airy Time သတင်းဌာနရဲ့အော်တိုဘားလ28ရက်တမနေ့သတင်းအစီအစဉ်တွေကိုတင်ဆက်ပေးသွားပါမယ်။ထိုင်းမှာမိဖုရားကြီးတိရိခေကွယ်လွန်ခြင်းအတွက်ဝန်နေချင်းကာလတစ်နှစ်သတ်မှတ်ထားပေမဲ့လွိုင်းကထုံနှစ်တကူးနဲ့ဆုံခရံပွဲတော်တွေကိုပုံမှန်အတိုင်းကျင်းပသွားမယ်လို့ဆိုပါရယ်။စစ်ကောင်းဆောင်ကရွှေပြောင်းပြည်သူတွေတိမ့်နဲ့ချီပြီးပာဝင်မှုမရှိတဲ့2024တကောင်စဉ်အပေါ်ဂုံယူချောင်းကျင်းညာပြီးဒီဇင်မာတူရောင်ရွေးကောက်ပွဲအတွက်အပြုမယ်လို့ဆိုပါရယ်။ စစ်ကောင်မရှင်ရဲ့အတူရောင်ရွေးကောက်ပွဲအတွက်မဲဆွယ်စည်းရုံးရေးစတင်နိုင်တယ်လို့ဆိုပါတယ်။အာဆီယံဘက်ကမြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေမစိလွတ်ဘူးလို့ဆိုပါတယ်။ကြောက်ဖြူတိုက်ပွဲစစ်ကောင်မရှင်နဲ့အေရိုနှစ်ဖက်တက်ဆုပ်ပြန်တက်တဲ့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်မရှင်က ကြီးရည်လေးအင်အားအလွန်ကျုံသုံးနေပါတယ်။မြန်မာရွေးကောက်ပွဲကိုစောင့်ကြည့်လေ့လာသူတွေဆေလွတ်ဖို့အာဆီယံကိုအင်ဒိုနီးရှားတိုက်တွန်းလိုက်ပါတယ် စစ်ကောင်မရှင်တပ်ကတီးတိမ်ကနေတွန်းဆန်ကိုအင်အားများပြားနဲ့စစ်ကြောင်းထိုးနေပြီးရွေးကောက်ပွဲကျင်းပဖို့ကြေညာထားတာကြောင့်ပြန်လည်သိမ်းပိုက်ဖို့စစ်ကြောင်းထိုးခြင်းဖြစ်နိုင်တယ်လို့ဆိုပါရယ်ရေကြီးနဲ့ကြုံပြောမှာစစ်ကောင်မရှင်ပြုလုပ်မဲ့အထူးရောင်ရွေးကောက်ပွဲစိတ်ဝင်စားတာကြောင့်မဲဆင်းကြည့်ရှုသူမရှိသလောက်နေပါနေပါရယ်